ဗုဒ္ဓဒယာရီအစေခံကို ပူဇော်ပါယနေ့ငါရာဇဂျိုမြို့တွင်သို့ဆွမ်းခံရောက်သွားသောအခါတကြွေတယောက်ဆုစွတ်သောဝတ်ကိုဝတ်ရက်အရှိအနတာမြအထက်အောက်အရက်မျက်နှာများကို ရှစ်ခိုးနေသည်ကိုတွေ့ရသည်အရက်မျက်နှာကိုဘာကြောင့်ရှစ်ခိုးပူဇော်ရသည်ဆိုသည်ကိုသူကိုယ်တိုင်လည်းမသိရှာပေမိဘဘိုးဘွားများပြုလုပ်သည့်ဓလေ့ထုံဆန်းဟုသောအမှတ်ဖြင့်သာ ရှ िख ောပူဇော်နေခြင်းဖြစ်လေသည်ရှင်ကဲ့သို့ဒိဗ္ဗေကိမဲ့သည့်အပြုတ်မှုမျိုးသည်လူဤဆိုင်ဤတတိကိုအချီးနှီးအညွန့်တုံးစေသည်ထို့ပြင်ရှင်ကဲ့သို့သောအဒိဗ္ဗေကိမဲ့သည့်အပြုတ်မှုမျိုးများကြောင့်တရားဓမ္မနှင့်ပတ်သက်၍လည်းအသောမဝင်သည့်တင်းတိမ်ရောက်ရဲမှုမျိုးဖြစ်ပေါ်လာတတ်လေသည်တရားဓမ္မဘာမျှဖြစ်မလာဘဲနှင့်ငါတရားဓမ္မကို ပြုလုပ်လိုက်သည်ဟုလူတို့ထင်မှတ်လေရှိကြသည်ထို့ထက်မူဘာမျှမလုပ်ခြင်းကကောင်းသည်သည် ရှင်တို့ဘာမှမလုပ်သေးနှင့်အနည်းဆုံးငါတရားဓမ္မကိုမလုပ်ရသေးဟု၍မူအမှတ်ရနေပေလိမ့်မည်။တရားဓမ္မအတွက်ဟူသောအကြောင်းပြချက်ဖြင့်အတိဘယ်ကင်းမဲ့သည့်အပြစ်မှုမျိုးကိုလုံးလျင်ဘာအကျိုးကျေးဇူးများရှိမည်မဟုတ်သည့်ပြင်မကောင်းမှုအတွက်ပင်အထောက်အပံ့ဖြစ်လာနိုင်ပေသည်။တို့ရာတွင်အကယ်၍လူများအားဒီအလုပ်လုပ်သည့်အတွက်ဘာမှကျေးဇူးမများဘူးဒီအလုပ်မလုပ်နှင့်ဟုပြောပြလျင် ထိုကောင်းမွန်ဖြောင့်မတ်သည့်စကားကိုလည်းသူတို့နားလေသဘောပေါက်ကြလိမ့်မည်မဟုတ်ပေ။နားလေသဘောပေါက်ကြသည်ထားအောင်နှစ်သက်ကျဉ်းနှက်ကြလိမ့်မည်မဟုတ်ပေ။ဒုဖြစ်၍ငါသည်ထိုပုဂ္ဂိုလ်အားရှင်လင်းပြောပြဆုဆုံးမရန်အတွက်အခြားနီးတနီးကိုရွေးလိုက်ရပေသည်။ငါသူ့ကိုမေးလိုက်သည်။အသင်ရဲမျက်နှာချပါကိုဘာကြောင့်ရှ िख ိုးပူဆော်သနည်း။သူ့ အဲ့ဒီအချက်ကိုတော့တပည့်တော်မသိပါငါမသိပဲနှင်ပူစွာကြောက်ရင်မိတို့အကျိုးကျေးဇူးများမည်နီသူအရက်မျက်နှာများကိုဘာကြောင့်ပူစွာကြောက်ရသည်ဆိုသည်ကိုအရှင်ဘုရားပဲမိန်တော်မူပါဗျာငါကောင်းပြီပထမအရက်မျက်နှာများ၏အနှဲအထိပ်ပဲကိုနားလည်အောင်လုပ်ပါသင်ရှိခိုးပူစွာသည့်အရက်မျက်နှာများမှာအမှန်စင်စစ်အဖြစ်ရဲ့မျက်နှာများမဟုတ်ကြ ရှိခိုးပူဇော်ရသည့်အယက်မျက်နှာများကတခြားဖြစ်ပါသည်သူအဲ့ဒီအယက်မျက်နှာများကဘလို့အရာများဖြစ်ကြပါသနည်းငါမိခင်နှင့်ဖခင်တို့သည်အရှိအယက်မျက်နှာဖြစ်ကြသည်ဆရာသမားများက တောင်အယက်မျက်နှာဖြစ်ကြသည်သားမယားများမှ အနောက်အယက်မျက်နှာဖြစ်ကြသည်မိစေသင်္ကဟာစသည်များကမြောက်အယက်မျက်နှာဖြစ်ကြသည် အစီကံဒုက္ခဇာများက အောက်ရမျက်နာဖြစ်သည်တမနာပြမနာများသည်အထက်အရမျက်နာဖြစ်သည် ရှင်အရမျက်နာ၆ပါးကို ရှစ်ခိုးပူဇော်အပ်ပေသည်သူမိခင်တို့ကိုပူဇော်ရသည်ဆိုသည်မှာတင့်မြော်ကောင်းမျက်လှပါသည် သို့သောအစီကံဒုက္ခဇာများကိုမူဘလို့လို့ပူဇော်လို့ဖြစ်ပါမည်နီအစီကံအစီကံဒုက္ခဇာများကသာတပည့်တော်ကိုပူဇော်ကြပါသည် ငါပူဇော်သည်ဆိုခြင်း၏အသေးပဲမှလက်အုပ်ချီခြင်းသက်သက်သားလျင်မဟုတ်တင်းမြော်လျောက်ပတ်သည်ချစ်ခင်ကြနာခြင်းစသည်ဖြင့်သူတို့ကိုကြည့်ရှုခြင်းစောက်ရှောက်ခြင်းစသည်များလဲပူဇော်ခြင်းပင်မည်လေသည်အစေခံဒုက္ခစားများချက်မှတင်းပူဇော်မှုရယူနိုင်ပါသည်ထို့တော်လည်းသူတို့၏ပူဇော်မှုကိုတုံ့ပြန်ရလိမ့်မည်သူတို့ကိုချစ်ချစ်ခင်ခင်ချင်းချင်းနာနာထားပါရှင်တို့ပြုလုပ်ခြင်းသည်သူတို့ကိုပူဇော်ခြင်းပင်မည်ပေသည် ။ရှင်တို့အားဖြင့်ထိုအယက်မျက်နာ၆ပါးကိုပူဇော်မှုပြုလုပ်လျင်တရားကိုစောင့်ရှောက်ခြင်းလည်းမြည်ပေသည်။ထိုတဲ့ကျွဲသည်ငါးဤပြောပြချက်ကိုများစွာ နှစ်သက်သဘောကျသွားသည်။သူသည်သူ၏အယက်မျက်နာပူဇော်ခြင်းကိုဆွန့်လွတ်လိုက်ပြီးလျင်ငါညွန့်ကြားပြောပြသောအယက်မျက်နာပူဇော်ခြင်းကိုလက်ခံနာယူသွားလေသည်။